ကျွန်တော်ညီကိုငငယ်မိတ်ဆွေတွေကျွန်တော်မလန်းကတော့ကတော့ကျွန်တော်မလန်းကတော့9300ချိန်နေပေါ့နော်ကျွန်တော်ယူပေးထားခဲ့ပြီဖြစ်တယ်9300ချိန်နေကျွန်တော်တို့ဒီဒီမှာထပ်အောင်ပါပါဖြစ်ရင်ဖြစ်တဲ့လုံးနေနှစ်ရက်တွဲဆင်းတယ်အဲကျွန်တော်က9300ချိန်ကျွန်တော် like ခိုင်းထားတာလည်းကြာပါပြီဒီမှာအလေဒီညီကိုဖြစ်ရင်ဖြစ်တဲ့နှလုံးနေရက်တွဲဆင်းထားလို့ဒီမှာ9000လောက်ပေါ့နော်ယူဘူးဆက်ကိုင်းဒီ မိတ်ဆွေတွေတည်တဲ့အတိုင်းပဲခဏန်းကိုအဖြောင်မှုတရီကန်မှုစသဖြင့်ကျွန်တော်တို့ဆင်းနေပါတော့အကိုကတော့သူကအဖြောင်တိုင်းဆင်းနေတာဖြစ်တယ်၃ည၅၅၈ဆိုတော့၅ဒီနှလုံးဖြစ်ပြီးဒီမှာ၅တလုံးမှသူဒီ၃လုံးမှုပေါ့နော်၅အဖြောင်မှုမနေ့တုန်းကအဲပြီးကျွန်တော်ဘူဒီဘူဒီကိုကြည့်တယ်မိတ်ဆွေတွေဆိုရင်လည်းကျွန်တော်တို့တည်မှာဖြစ်တယ်တပင်ကျော်ပေါ့နော်အခုသူဒီတပင်ကျော်သွားတဲ့စနေဖြစ်တယ်တပင်ကျော်သွားတဲ့ဆိုတာကဘယ်လိုသွားနေလဲဆိုရင်ကျွန်တော်တို့ဒီ၅ဆိုရင် ငါငါသုံးငါထိတ်ဆိုလို့ရှိလို့ရှိရင်ငါဒီတုံညာငါဘရိတ်တုံညာငါလုံးပိုင်ပေါ့နော်တုံညာငါဘရိတ်တုံညာငါလုံးပိုင်ဒီနှစ်ကိုကြော်ပြီးတယ်ဒီမှာတုံညာငါဘရိတ်တုံညာငါလုံးပိုင်ဖြစ်နေသူစင်းတာဖြစ်တယ်ဒီမှာတုံညာဖြစ်တာဖြစ်တော့သူ့ရဲ့တပင်ကြော်ဒီကျွန်တော်တို့တုံညာငါလုံးပိုင်တုံညာငါဘရိတ်နဲ့သူစင်းသွားတာဖြစ်တယ်ဒီငါငါဒီဒီ6နှစ်ကိုကြော်လိုက်ရင်ဒီမှာတုံညာနေလာတာဖြစ်တယ်ပေါ့နော် ။အဲ၃ညကနေပြီးတော့လာတာဖြစ်တယ်။၃ညကနေပြီးတော့တပင်းကျော်တပင်းကျော်လာ။အဲ့တော့ညနေဘွဲတော့ကတော့ကျွန်တော်ဘာကိုရွေးပေးပြီးဘာကိုထုတ်ပေးမလဲဆိုတော့မိတ်ဆွေဒီအလေဒီကျွန်တော်တို့ဒီ30 break ဖြစ်တယ်။30 break ဖြစ်ရင်အနှစ်ကုန်လေးကိုထိတ်ကို3 5 3ည break ပေါ့နော်။နှစ်ကုန်လေးကိုထိတ်ကလည်းတူတာ၄ထိတ်ဆိုတော့တာဝန်ချီသွားခဲ့ပြီးဖြစ်တယ်ပေါ့နော်။ကျွန်တော်တို့ကအမနက်ကတော့ကတော့ဒါကျွန်တော်ရွေးပေးတဲ့ထဲမှာတော့ဒါ၄ဆန့်၅ဆိုတဲ့ခဏန်းကတော့ကျွန်တော်ကတော့မပါခဲ့ဘူးပေါ့နော်။ကျွန်တော်ကဒါ3ည break 3 5ည break ကိုကျွန်တော်ကဖမ်းပေးခြင်းဖြစ်တယ်။3ည5ပတ်တဲ့မိတ်ဆွေတွေကတော့ပေါက်မှာပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့ဒီက3ည5နဲ့ဒီက9နဲ့ပေါ့နော်။အဲ့တော့ကျွန်တော်ဒီဒီည နေမှာနောက်ထပ်ဘာကိုကျွန်တော်တို့ပြန်ပြီးတော့မြင်နေရလဲဘာကိုကျွန်တော်တို့ဖမ်းပေးရမလဲဆိုတာလေးကိုတစ်ချက်လောက်ကြည့်ရအောင်ဗောနော်ကျွန်တော်တို့ကဲငါးဒီဟုတ်ပြီကျွန်တော်တို့ဒီမှာ၃ညငါးဒီမှာငါးရှေးဒီဟို၄ငါးဆိုပြီးတော့သူဒီငါးအဒီ၃လုံးတော့ကျွန်တော်တို့ဖြစ်ခဲ့ပြီဗောနော်ငါး၃လုံးကျွန်တော်တို့ဖြစ်ခဲ့ပြီဆိုပေမဲ့ကျွန်တော်စိတ်ထဲမတင်ငါတာတခုကဒီကို9ရှေ့နော်ဒီကို9ရှေ့ဒီကို5 9ဆိုရင်ဒီမှာ9တလုံးထပ်ပြီးတော့ညနေကိုဖြည့်နိုင်ကြရမ်းများပါတယ်နော်အဲ့ဟို ဖြည့်နိုင်ကြည်ဒီအရန်ညားတယ်ကျွန်တော်အဲကြိုက်တဲ့ခဏန်းဆိုရင်သူဒီကျွန်တော်တို့ဒီခဏန်းဒီဒီနှစ်ကိုးဆိုတဲ့ခဏန်းဒီကျွန်တော်တို့ကဘာနဲ့တစုံတွဲနေလဲဆိုတော့နှစ်ကိုးဒီနှစ်ရှစ်တို့ဟုတ်အဲနှစ်ရှစ်တို့လေးခွန်ခွန်ငါစသဖြင့်သူဒီတွဲတွဲနေတတ်တယ်အဲ့တော့ဒီမှာနှစ်ကိုးထွက်ခဲ့တယ်ဒီမှာခွန်လေးထွက်လေးခွန်ထွက်တယ်နော်လေးခွန်ထွက်တယ်အဲ့တော့၄ခုခုလေးဆိုတဲ့ကဏ္ဍဒီကျွန်တော်တို့ဒီ60ခုတို့ကျွန်တော်တို့ 90 95နဲ့85ဆိုတဲ့ခန်းနေနဲ့သူကကတ်ပြီးတော့နေရတာဖြစ်တယ်။အဲ့တော့9ဖြစ်အောင်ဆိုရင်ညနေမှာဖြစ်မနေထိုးရမယ့်ခန်းနေကခွန်9နဲ့ကျွန်တော်ကတော့အကြိုက်ကတော့99ဆိုတဲ့ခန်းနေကျွန်တော်တော်တော်ကြိုက်ပါတယ်။ခွန်9 99မဖြစ်မနေထည့်မယ်။ခွန်9 99မဖြစ်မနေထည့်ပြီးတော့ကျွန်တော်ဒီကိုးဘရိတ်ချက်တာဖြစ်တဲ့အတွက်ကျွန်တော်ဘရိတ်လာရင်ဆိုရင်တော့ကျွန်တော်တို့ကဒါ ဗရိတ်လာခဲ့တည်ရှိတော့ဗောနောဗရိတ်လာခဲ့တည်ရှိတော့တစ်ဗရိတ်6ဗရိတ်ဗောနောတစ်6ဗရိတ်ကိုကျွန်တော်ကအကြိုက်နဲ့တတ်ပါတယ်အဲဘာကြောင့်မလို့လဲဆိုတော့လင်း5ဒီတညီကိုဖြစ်တယ်ညီကိုဒီ60ဆိုတဲ့ခဏန်းနဲ့ကန်နေတတ်တယ်60လာပြီဆိုရင်လည်းကျွန်တော်တို့ကညီကိုလာတတ်တာဖြစ်တယ်နော်အဲ့တော့ညီကိုငငချင်းမိတ်ဆွေတွေကျွန်တော်ခဏန်းစီပြီးချပေးထားပါမယ်အဲရပါစေပောက်ပါစေအောင်ပါစေခင်ဗျ